ဲ့ဒီ V neck queen ဆိုတဲ့ကောင်မှနော်ကလေးစာအုံမီးရှို့မီးရှို့ပြီးတော့ကြောင်တောင်တောင်ဖြစ်လို့ကလေးကိုလည်းအသေးရိုက်လို့သူ့ဘာသူဟိုဟွာ line မော်မှာ line line များအောင်လို့ရှောက်ပြီးပြောတာနော်ကျမဒုက္ခရောက်လို့ဆိုပြီးကျမအဆဆုံးရှင်းပြမယ်ကျမအဲ့နေဖုန်းဆက်လိုက်တယ်တဲရီငါနင်းကို subscribe ကြောင်ညာအပ်ချင်လို့ဒါမှမဟုတ်လဲငါနဲ့နင်းနဲ့ချိတ်ပြီးတော့အဲ့လို percent စာများအပ်ချင်လို့ဒါမှမဟုတ်လဲငါနဲ့နင်းနဲ့ချိတ်ပြီးတော့အဲ့လို percent စာပြီးလောက်ပါလားเนาะကျမခေါ်လိုက်တယ် ခေါ်လိုက်တော့ तू အဲ့ရမှာအိမ်ပြောင်းအောင်လို့ဒုက္ခရောက်နေတယ်နောက်ဆုံး तू ရောက်ခမလားမသိဘူး तू ယောက်ျား၃ယောက်ရှိတယ်ယောက်ျား၃ယောက်ရှိရဲ့ဟာမှာနောက်ဆုံးယောက်ျားဇက် ATN အမျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင့်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင့် ဲ့ဒီ V neck ကွင်းဆိုတဲ့ကောင်မနော်ကလေးစာအုံမီးရှို့မီးရှို့ပြီးတော့ကြောင်တောင်တောင်ဖြစ်လို့ကလေးကိုလည်းအသေးရိုက်လို့သူ့ဘာသူဟိုဟွာ line မော်မှာ line line များအောင်လို့ရှောက်ပြီးပြောတာနော်ကျမဒုက္ခရောက်လို့ဆိုပြီးကျမအဆဆုံးရှင်းပြမယ်ကျမအဲ့နေဖုန်းဆက်လိုက်တယ်တဲရေငါနင့်ကို subscribe ကြောင်ညာအပ်ချင်လို့ဒါမှမဟုတ်လဲငါနဲ့နေနဲ့ချိန်ပြီးတော့အဲ့လိုပတ်ဆက်စာပြီးလောက်ပါလားเนาะကျမခေါ်လိုက်တယ် ခေါ်လိုက်တော့သူအဲ့ရမှာအိမ်ပြောင်းအောင်လို့ဒုက္ခရောက်နေတယ်နောက်ဆုံးသူရောက်ခမလာမသိသူယောက်ျား၃ယောက်ရှိတယ်ယောက်ျား၃ယောက်ရှိရဲ့ဟာမှာနောက်ဆုံးယောက်ျားရဲ့ယောက်ခမအိမ်အမေအိမ်လားမသိသူသွားတယ်နော်သွားပြီးတော့ကျမဖုန်းနဲ့ဆက်တယ်ကျမယောက်ျားအဲ့လိုရှုပ်ရှုပ်ရှက်ရှက်ကျမဟိုဟာရှုပ်ရှုပ်ရှက်ရှက်လုံးဝမကြိုက်ဘူးနော်ကျမလည်းအိမ်ပေါ်ကအိမ်အောက်တောင်ဆင်းနေလို့မဟုတ်ဘူးနော်အဲ့လိုဖုန်းဆက်လို့မလို့အကဲအဲ့ဆိုရင်တော့တဲ့ငါအိမ်လာနေအစ်မပြင်းငါအိမ်လာနေကိုကကိုကတော့ဒီတငယ်ချင်းမဟုတ်ဘူးအကုန်လုံး ကိုကောင်းပေးရနော်ကိုကိုအကြောင်းအပြင်မှာတည့်ရလူဆိုအကုန်လုံးတည့်ရစကားပြောတာအစားနော်ကျမရိုင်းရိုင်းဆိုင်ဆိုင်နဲ့မှမပါဘူးနော်သူဒုက္ခရောက်နေလို့အေးအက်ဆိုလဲတဲတဲရေငါအိမ်လာနေရှင်တို့ကိုချင်းစာချင်းနော်ကျမအိမ်မော်ခေါ်တင်လိုက်တယ်နော်ကလေးနှစ်ယောက်နဲ့ရောက်လာပထမတော့အကောင်းမဲ့အေးစီပဲကျမညဆိုဆက်ခရက်ရိုက်ခိုင်းတယ်မျက်နှာကြီးစုပုတ်ပြီးကျမဝင်ရိုက်ပေးခြင်းအဲ့နဲ့အော်အေးတဲကျမဆက်ခရက်လောက်ခိုင်းတယ်နော်ဆက်ခရက်ကအဲ့အောက်လဲမလို့တဲ့ အမဲရောင်သူနဲ့အမဲရောင်အဆင်မပြေဘူးတဲ့အမဲဆိုအောက်လမ်းမလို့တဲ့နောက်တစ်ခုကြက်ချက်တော့လုပ်တယ်ကြက်ချက်တော့ကကြတယ်သူ့ရဲ့အတိုက်တဲ့အောက်လမ်းမလို့တဲ့အဆင်မပြေဘူးတဲ့နော်ရှင်သူစဉ်းစားတယ်အောက်လမ်းအဆင်မပြေဘူးတဲ့ကျမစီပွားရုံနော်ကျမစီပွားရေးဒီနောက်ကဒီမှာဒီတောင်မန်လေးအလှချိတ်ထားတဲ့ဟာအစသူ့ရဲ့နောက်မှာလည်းတောင်မန်ပောက်ပြီးတော့တဲ့အောက်လန်းနဲ့လုတ်တလို့ခံစားရတယ်တဲ့ပြီးတော့ဘာပြောလဲဆိုသူကြောက်နေလားမကြောက်နေလားကျမပြောပြမယ်နော်ဟွာတဲ့ သူအိမ်အိမ်ပြောင်ရွှေကားသမားတွေကိုသူကအဲကျမရင်ရောက်လာပြီးတော့အိမ်ပြောင်ရွှေကားသမားတွေကိုအိအိအိပစ္စည်းတိုင်းနဲ့နေမှာတည်လာပြီးတော့၁၂သိန်းမပေးဘဲနဲ့အိကားပေါ်မှာပစ္စည်းအကုန်ထားထားရယ်နော်ပစ္စည်းအကုန်ထားထားရင်ဖုန်းနဲ့ဆက်သွယ်မလုပ်ဘူး။သူကသူအဲ့ဒါတော့သူကိစ္စပါတော့။သူတူထားထားရဲ့အိမ်ပြောင်ရွှေကားသမားတွေကအဲ့လိုခံရတယ်။ခံရပြီးတော့နော်ကျမဟိုကလေးကိုလေဒီအိမ်မှာရိုက်တိုင်းအမြဲတမ်းပေါ့နော်။ကလေးကိုလေကြောင်ကြောင်ကြောင်တောင်တောင်ဖြစ်တိုင်းထားထားရိုက်တယ်နော်။ပြီးလို့ရှိရင်ဗာပြောလဲဆိုရင်ဟိုအားတဲ့ ူရဲ့အဲ့တောင်နဂုံမှာနေခဲ့တဲ့အိမ်ပါဝင်ကျင်ရတယ်ဖတ်တီးမှာတယ်ဝဝနဲ့ကောင်မှာတယ်သူ့အောက်လန်းနဲ့လုတ်တယ်အိမ်ပါဝင်ကျင်ရပေါ့သူ့အောက်လန်းနဲ့လုတ်တယ်သူ့အိမ်မှာလည်းအတန်နေကြရတယ်ပေါ့နော်အဲ့နေကျမတို့ခြားထဲမှာခင်နဲ့တငယ်ချင်းတယောက်ရှိရကျမငွေကြီးသူ့နဲ့ပြဿနာတက်ထားတဲ့တယောက်ကျမကျမချီလိုက်တယ်ချီပြီးပြဿနာတက်ထားတဲ့တယောက်ကိုအဲ့ငွေကြီးတယောက်ကိုအဲ့တယောက်ကလည်းတဲ့သူ့ကိုလေအောက်လန်းနဲ့လုတ်တယ်သူကအခုလေအပြစ်မှာဖုံး အပြင်ထွက်သွားရယ်နော်မနှက်ဆိုရင်အပြင်ထွက်သွားရယ်လမ်းမှာဘတ်စကားပေါ်မှာဘတ်စကားစီးရင်းနဲ့ဖုံးရင်းတစ်ပါးနဲ့ပဲတွေ့တွေ့လူနဲ့ပဲတွေ့တွေ့သူ့ကိုအဲ့ဖုံးရအောက်လမ်းနဲ့လှုပ်တယ်ပဲပြီးရင်အဲ့ဖုံးရတဲ့သူ့ကိုပခုံးတိုက်တာအောက်လမ်းနဲ့လှုပ်ချင်လို့တဲ့နော်နောက်ထပ်ရှိသေးရယ်သူ့အဲ့လိုဘယ်မိတ်ဆွေတငယ်ချင်းနဲ့ပဲတွေ့လာတွေ့လာအောက်လမ်းနဲ့သူ့ကိုလှုပ်ခဲ့တယ်ပဲအဲ့နဲ့ကျမတို့ကကြာတော့ဒီအောက်လမ်းနေပဲကြားနေရအဆင်မပြေနေတော့ဘူးတိလားတစ်ချိန်လုံးသူ့နှုတ်ကအောက်လမ်းအောက်လမ်းအဲ့နဲ့ကျမကမဲရောចောင်းသွားတယ်နော် မဲတော်ကြောင်းသွားတယ်အုံသွားခွဲကျမဟိုးရင်ကလေးအုံခွဲတဲရီလိုက်ချင်လဲလိုက်ခဲ့မဲတော်ကကြာတော့စူတောင်းပြေလိုက်ချင်လဲလိုက်ခဲ့ဆိုတော့လိုက်မယ်လိုက်မှာတယ်သူလဲကိုးခွဲရေဆိုပြီးတော့လိုက်ပြီးခွဲပြီးတော့ပြန်လာတော့ကြာတော့ကျမကိုဘလို့ကျမရောက်ကြအလုတ်သွားတယ်နော်ကျမဘလို့တီးခံခဲ့လဲဆိုနော်ဒီအိမ်မှာညပကြီးဘလို့ဘလို့အုံနောက်ပြက်လဲဆိုရင်နော်အဲ့မဲတော်ကတဲ့အမေးဖြစ်နေလို့တဲ့အမေကာလီမာတဲ့ ဒီလားအမေဖြစ်နေအမေတော်စော်ကနော်မကိုကွယ်ခြင်းနေသူ့ဘာသူလိုက်လာတာကြောင်းနေလဲကျမမခေါ်ပွဲမခွဲဘူးဆိုလဲကျမတို့ဘာမှမဟုတ်မှာမဖြစ်ဘူးသူကသူအောက်လန်းနေလှုပ်ပြီးတော့သူ့ဘာသူကြောက်နေရနော်တဲရဲ့ဟွာနဲ့ဟိုဘာလဲအဲ့လိုတဲ့ အမေရောကလည်းအမေကြီးဖြစ်နေလို့ရဲ့ပြီးတော့လည်းတကားကြီးရတဲ့ပိတ်ထားတာတဲ့အဲ့ဒါတဲ့အောက်လိုင်းနဲ့မေရောပြောရတော့အောက်လိုင်းနဲ့အဲကျမတို့လည်းယုံကြည်မှုလုံ껙နေရတော့မဟုတ်ဘုဗ္ဗတဘာသာမြန်မာလူမျိုးဆက်ဆက်နော်အုံခွဲရဆိုတာကံလေးမြင်အောင်လို့တော့ခွဲတာကိုယ်ဘယ်သူမှအတိုင်းခိုင်းမလုံနိုင်အောင်လို့တော့ခွဲအဲ့ဒါမေရောကတဲ့ဟိုဟာတဲ့ဗာလဲအဲ့လိုမဲအောင်ဆိုတော့တဲ့အောက်နဲ့အောက်အောက်လိုင်းနဲ့ဆိုသူပြောရနော် ပြီးတော့နော်သူ့ရဲ့အုံနောက်ပြက်လားမပြက်လားကျမနေရဆိုခံစားကြည့်လိုက်နော်နေ့တိုင်းနော်ဒုက္ခတွေပေးနေရကျမအိမ်မောတက်ပြီးတော့နော်ကြောင်တုံတုံလေးလုံနေရခဏနေဖျားသွားမယ်ခဏနေအောက်လဲနဲ့လုတ်ခံရခဏနေစိတ်မကြည်ရောခလေးကိုရိုက်သူ့ဝေမန်းနီးနဲ့ငွေထဲတာအစားဝေမန်းနီးကအနီရောင်နဲ့ဟိုဟာတဲ့ဟိုဟာတဲ့ဝေမန်းနီးကအဖြူရောင်ဝေမန်းနီးရတဲ့အဝါရောင်ပေါ့နော်ရုံးမပန်ရတဲ့အဖြူရောင်ပေါ်မှာအနီရောင်နဲ့အဲ့ဟာတဲ့ သူ့ကိုတဲ့အောက်လန်းနဲ့တိုက်တာတဲ့အဲ့တော့သူ့စိတ်တွေထွေပြားလာပြီဆိုရင်ခလေးကိုလည်းအဲ့ညာအသေးရိုက်တာနော်သူကလေးကလည်းအရန်ဆိုးပဲခလေးကိုအရန်အသေးရိုက်တာအသေးရိုက်တော့အမအော်ကြီးဟုတ်တယ်ကျမတို့အိမ်မှာပတ်ဝန်းကျင်တည်ရနော်ကျမတို့ပတ်ဝန်းကျင်အကုန်တိအကုန်တိရရတယ်တသိတွေခေါ်ပေးအောင်မှာသူ့အဲ့အိမ်မြောင်ရှေကာသမားတွေသူပြစ်စီသွားမြို့ပဲအဲ့ကာသမားတွေရာတဲ့သူ့ရဲ့တငယ်ချင်းကချင်းကောင်ဆိုရဲတကောင်ရှိရသူနဲ့လာလာတွေ့ရအဲ့ကချင်းကောင်ရဲ့ကောင်မလေးရာတဲ့သူတို့က ူအိတ်ကောင်မလေးကိုသွားပြောတယ်တဲ့ဖုန်းဆက်ပြီးရောတဲ့ညနေပိုင်းရောက်လာပြီးတဲ့ဟိုဟာတဲ့ဖုန်းဆက်ပြီးသွားပြောတယ်တဲ့ဘာပြောလဲဆိုတော့တဲ့ဟိုဟာတဲ့ဘာလဲ miss ပြိုင်ပွဲပါကြီးကျမတို့မကြည့်မကြည့်ဖြစ်ပါဘူးသိရမလားဟိုလူငယ်ဆိုတော့တက်လာရင်တော့ကြည့်လိုက်တာပဲပုံမှန်တော့စိတ်ဝင်စားခြင်းမရှိတော့ကိုလည်းမသိအဲ့ဒါတဲ့ဟိုဟာတဲ့ time မှာတဲ့ဟိုဟာဘာလဲ kitchen မလားမသိ JK Sophia လားမသိသွားပြိုင်တာတဲ့အဲ့ဒါတဲ့သူကတဲ့ဟိုဟာတဲ့ပပ network ကိုဖုန်းဆက်လိုက်လို့တဲ့မြန်မာနိုင်ငံ crown မရတော့တာတဲ့ ဲ့လိုပြောတယ်တဲ့အဲ့အဲ့အိမ်ပြောင်းရွှေကားသမားတွေရာတဲ့အဲ့လိုအဲ့ကချင်ကောင်ကောင်မလေးကိုတော့ပြောဟဲလို့နင်းကချင်ကောင်နဲ့ကောင်မလေးနဲ့အဲ့ကောင်ကောင်လေးအဲ့အဲ့ကောင်လေးနဲ့ဘယ်လိုလို့သိရလဲဒီကားသမားရယ်နဲ့ပေါ့နော်မိန်းကလေးဆိုတာဘယ်လိုလို့အဆက်ဆက်မိပြီးတော့သိရလဲပေါ့အဲ့ဟာတဲ့မဟုတ်ဘူးတဲ့သူတို့ကဂရုရှိတယ်တဲ့ကားသမားရယ်နဲ့ပြောတာတဲ့သူတို့ကဂရုဂရုတတတဲ့ကျွန်မကိုဘာပြောမှမသိအယူးမကြီးလို့ပဲသိလားအဲ့လို ကျွန်မမှာစာရေးလည်းရှိရယ်နော်အတန်ဖိုင်လည်းရှိရယ်အဲ့လိုပြောတယ်ဆွမ်းကလည်းကျွန်မဖုန်းခေါ်ထားတယ်နော်ကောင်မချသွားတယ်ကျွန်မကိုဘလော့ပြီးပြောချင်တိုင်းပြောနေနမဲကြီးချင်တာနဲ့အိမ်မော်တက်ပြီးဆော့ကနော်နင်းအဲ့လိုဆော့ကလို့လည်းနင်းကလေးခံရတာဘာသူမှအောက်လဲနဲ့မလုပ်ဘူးကိုယ့်ရဲ့စိတ်ရစေတနာကိုမြတ်တာကိုပြန်စူးတာပဲနော်ပြီးတော့အမြဲပြောတယ်တူတဲ့နိုင်ငံရေးတစားခံအဖြစ်တဲ့ဘာဘသူကလောက်တာဆိုလာပဲကျမလည်းမသိဘူးကြာရင်ကျမရောက်ကြတော့ ကျမကပြောတယ်နင်ယူတော့မယ်နော်နင်သူနဲ့နေယူတော့မယ်သူလဲကြားတယ်အကုန်လုံးနော်ဟိုကတဲ့တစားနိုင်ငံရေးတစားကနေအခုဟိုမှာလူငလင်လုတ်တယ် မန္တလေးမှာငလင်လုတ်တယ်သူပြန်လာလို့တဲ့သူတစ္ဆာစူးလာတယ်သူကြောင့်မလို့တစ္ဆာစူးပြီးတော့ငလင်လုတ်တာကျမလည်းမကြောက်ဘူးတဲ့စကားရယ်နော်ပြီးတော့ကြာပန်းအဖွဲတွေရောသူပြောနေကြကြာပန်းအဖွဲနဲ့ဘယ်အပြာအဖွဲနဲ့ပန်းရောင်အဖွဲနဲ့ဘလို့တိုက်တာအဲ့ဒီထဲမှာငါနိုင်ငံရေးတစ္ဆာအဖြစ်ကံဖြစ်ခံရမှာခလေးခလေးကိုဆုံးမှန်းကျမတို့လည်းဘာကြီးကြားနေရမှန်းကိုမသိရအဲ့တော့ကြာတော့လူဆိုတာကိုယ့်အိမ်မော်လဲခေါ်တင်တာဒီကိုလေတီလာကြာတော့ဒီကလေးနှစ်ယောက်ရဲ့ညတကောင်ကြီးဒီမှာပတ်ဝန်းကျင်ရှိရယ်လာမေးလို့ရှင်တို့လာမေးလဲရတယ်ကျမနောက်နေ့ ပြဆိုလည်းပြပေးမယ်တိလားအခု तू တော်တော်လွန်လာလို့ကျမထုတ်ပြောရနော်အဲ့တော့နိုင်ငံရေးတရားခံတွေရောဘာတွေတနေ့တနေ့ကိုရှုံနေရပဲကွယ်တိရမလားသူ့ကိုအခုလို့ငိုတုတ်ထိုင်နေနေလဲနော်ခဏနေဟဲ့ဘသူကအွန်လိုင်းနဲ့လှုပ်လိုက်လို့ကျမစိတ်တွေထွေနေပြီဘသူကမီးထွန်းနေပြီအဲ့လိုအယူးမာကြီးလို့ဖြစ်နေရ အဲ့တညမှာလေကျမတို့အိမ်ရှိမှာနော်ဗီဒီယိုရိုက်တလို့နဲ့ကျမတို့အိမ်ရဲ့အရှိမအောင်ရွဲ့ပြုံးနေတငယ်ချင်းတင်အမဟွာပေါ့နမည်မထည့်ရပဲရှိရဘလို့ဘဲကောင်မဘလို့ပေါ့ကျမအိမ်ကြီးအနက်ဝတ်တဲ့နေရသူကဘလို့အယောင်မကြိုက်မှန်းသိရတာနဲ့အနက်ဝတ်တာပေါ့အဲ့လိုပြောတာနော်ကောင်မတော်တော်လွန်နေပြီနော်တီးခန္ဓာအတိုင်းတာပဲရှိရအိမ်မခေါ်တင်ထားပြောရှင်တို့ကိုချင်းစာဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင် ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။